ိသတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်လေးမပြောခင်ထုံးစံနိုင်ပဲ channel ကို subscribe လုပ်ရသေးတဲ့သူများရှင်လှူထားပြီးတော့ဒီနေ့စီစဉ်လေးကို VPN ဖွင့်ပြီးတော့အားပေးကြဖို့လေကျွန်တော်တိုက်တွန်းပါရစေဆို let's go ဒီနေ့မှာပြသသွားဖို့ရွေးချယ်ထားတဲ့ recap ရုပ်ရှင်ဇာတ်ကားလေးကတော့2018ခုနှစ်တုန်းက trust ရှိထားတဲ့ Jurassic World Fallen Kingdom ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှေးမှာလွန်ခဲ့တဲ့3လရက်ကကလေးကစပြီးတော့1993ကလေးကထွက်ရှိလာတဲ့ရုပ်ရှင်ကားကနေပြီးတော့ Jurassic Park ပေါ့နော်အဲဒီကနေစလာခဲ့တာ ဒီကတော့နောက်ဆုံးတင်ထားခဲ့တဲ့ Jurassic World 2015ရဲ့အဆက်ဖြစ်ပါတယ်။ဆိုတော့ဟိုးအဆအမကြီးရသေးတယ်ဆိုရှင်သွားပြီးတော့ရှေးလေးနည်းနည်းဆွဲလိုက်ရင်တုံးလေးကမြောက်လောက်မှာအဆပထမမူလဇက်ကားရှိပါတယ်။ဆိုတော့တပြေးနဲ့ဆက်လျှောက်လာခဲ့လိုက်တာအခုဒီနေ့ကောက်ရောက်လာပါခင်ဗျာ။ဆိုတော့ဒီကားကတော့ဒီ Jurassic ကဘာဥယင်ကြီးမှာ Indominus Dinosaur ကြီးတောင်းချမ်းပြီးတဲ့နောက်ပိုင်းမှာအဖြစ်ပြက်တွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။တေဦးဆောင်နေနေကလည်း Jurassic World ကအဓိကဇက်ကောင်တွေဖြစ်တဲ့ Chris Pratt, Bryce Dallas Howard တို့ပြန်လဲပါဝင်ထားပြီးတော့တေဦးဆောင်အစ်စ်တွေလည်းပါထားပါတယ်။ ဇလန်နီနဲ့ကတော့ Jurassic ဥယျာဉ်ကြီးရှိခဲ့တဲ့ Nabla ကျွန်းကအခုချိန်မှာစွန့်ပစ်ခံကျွန်းကြီးဖြစ်နေပြီးတော့အဲ့ဒီမှာ Dinosaur တွေကတော့ဆက်ရှိနေတုန်းပါ Nabla ကျွန်းမှာမီးတောင်ကြီးတစ်ခုရှိပြီးတော့အဲ့ဒီတောင်ကြီးကနှစ်ပေါင်းများစွာငိန်သက်နေရာကနေပြီးတော့အခုတော့ပေါက်ကွဲမလို့ဖြစ်လာခဲ့ပါတယ်အဲ့ဒီမီးတောင်ပေါက်ကွဲရင် Dinosaur တွေအကုန်ရှော့ပြီးတော့မျိုးတုံးကုန်မှာဖြစ်တဲ့အတွက် Clara တို့က Dinosaur တွေကိုကယ်တင်ခြင်းနေကြပါတယ်ဒါပေမဲ့ Dinosaur တွေကအန္တရာယ်ရှိတာကြောင့် American Sora ကမကယ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ Dinosaur တွေကိုကယ်တင်ပေးမဲ့တထေးအဖွဲတစ်ဖွဲရှိရမှာတော့အဲ့ဒီဖွဲနဲ့ Clara တို့ ON တို့ပူးပေါင်းပြီးတော့ နက်ပလာကျုံးကိုထွက်လာခဲ့ကြပါလိမ့်ဒီကျုံးမှာသူတို့တွေဘယ်လိုမျိုးဆက်လက်ကြုံတွေ့ရမလဲဒိုင်နိုဆောတွေရောသူတို့တကယ်တမ်းကယ်တင်နိုင်မှာမလားဘယ်လိုအန်ဒီရီကြုံတွေ့ခံစားလာမလဲဆိုတာကိုတော့ let's go ဒီနေ့ဇာကားမှာကြည့်ရှုရအောင်ပါ Jurassic World Fallen Kingdom ဖြစ်ပါတယ်ခင်ဗျာဇလိုင်းပရမသုံးဆောင်းဝင်ကမ်းမှာတော့ဂျေးစာအဖွဲတစ်ဖွဲကဒိုင်နိုဆောတွေရှိတဲ့နက်ပလာကျုံးကိုရောက်လာတာကိုမြင်ကြရပါတယ် Jurassic ကဘာဆိုတဲ့ဒိုင်နိုဆောဥယျာဉ်ကြီးရှိတဲ့ဒီကျုံးမှာ မကြခင်ကစိုးရတဲ့အဖြစ်ပြက်တွေဖြစ်ထားခဲ့တဲ့အတွက်ဦးရင်ကြီးကိုပိတ်ပြီးတော့ကျုံးကိုလည်းစွန့်ပစ်ထားခဲ့တာပါဒီကျေးစားဖွဲက Innominarus Dinosaur ကြီးတည်ဆုံးသွားတဲ့ရေကန်ထဲကိုရေငုံသင်းမောနဲ့ဆင်းလာပြီးတော့ Dinosaur ကြီးရဲ့ DNA ကိုယူဖို့အတွက်လုပ်နေကြပါလိမ့်မကြခင်မှာပဲရေအောက်ကျမ်းမြေမှာ Dinosaur ကြီးရဲ့အရိုးစုကိုတွေးလိုက်ရပြီးအရိုးတစ်ချောင်းကိုလွှားဆန်းနဲ့ဖျက်ယူလိုက်ပါလိမ့်ပြီးတော့ Dinosaur ကြီးရဲ့အဲ့ဒီအကျွင်းကြံအရိုးကိုရေပေါ်မှာစောင့်နေတဲ့အဖွဲ့အစည်းကိုတင်ပေးလိုက်ပါလိမ့် အဲနောက်ရေငုံသေးမောင်းနဲ့လူနှောက်ကလည်းရေပေါ်ပြန်တက်ဖို့လုပ်ပေမဲ့ရေကန်ထဲမှာအခုဒီအသက်ရှင်နေဆဲဖြစ်တဲ့မော်ဆာဆိုရက်ဒိုင်နိုဆောကြီးတိုက်ခိုက်တာကိုခံလိုက်ရပြီးဒေဆုံးသွားပါတော့တယ်ရေပေါ်ပေါ်လာတဲ့အယိုးနမူနာကိုတော့ရဟရင်နဲ့ဆဲယူလိုက်ပြီးဖြစ်ပြီးရေငုံသေးမောင်းဘော်ကလူတွေပြန်တက်လာမှကိုသူတို့အဖွဲ့မှပါတဲ့တယောက်ကစောင့်နေပါတယ်ဒါပေမဲ့အဲ့အချိန်မှာပဲဒိုင်နိုဆောရက်ကြီးရောက်လာပြီးတော့အဲ့ဒီလူကိုတိုက်ခိုက်ဖို့လုပ်တဲ့အတွက်ကြောက်လန့်တကြားနဲ့ရဟရင်စီကိုထွက်ပြေးပါတော့တယ် ရဲရင်ဘော်ကနေဂျိုးလီကားပြစ်ချပေးလိုက်ပြီးတော့အဲ့ဒီလူလဲဂျိုးလီကားပေါ်တွေ့တက်လိုက်နိုင်ပေမဲ့ဒါရန်နိုဆိုရက်ကြီးကအောက်ကနေလေကားကိုကိုက်ပြီးတော့ခါရမ်းလို့နေခဲ့ပါလိမ့်မကြခင်မှာပဲဒါရန်နိုဆိုရက်ကြီးရဲ့ကိုက်ချက်ကြောင့်ဂျိုးလီကားပြတ်ထွက်သွားတဲ့တော့အဲ့ဒီလူလဲလွတ်မြောက်တော့မလို့ဖြစ်သွားခဲ့ပါလိမ့်ဒါပေမဲ့ကန်ကစိုးကျင်တော့ရေထဲကနေမိုးစာဆိုရက်ကြီးကထတ်ထွက်လာပြီးအဲ့ဒီလူကိုကိုက်တက်ပြစ်လိုက်ပါတော့တယ်ဒီကျေးစားဖွဲကမိုဆာဆိုရက်ဒိုင်နိုဆောရဲ့ရေကန်တကားကိုပြန်မပိတ်လိုက်နိုင်တဲ့အတွက် မိုဆာဆော့ရဂျီယာပင်လယ်တဲကိုလွတ်မြောက်သွားခဲ့တော့တာပါနောက်တစ်ခါမှာတော့နာဗလာကျောမော်ကမီးတောင်သေးကြီးပြန်လဲပြီးတော့노ထလာနေတာကိုမြင်ကြရပါတယ်။ဂျူရက်စစ်ကဘာမှာလူတွေတေဆုံးမှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဟာ၃နှစ်ကြာသွားပြီဖြစ်ပြီးတော့အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်ဒိုင်နိုဆောအုပ်ရင်ကိုလုတ်ခဲ့တဲ့ဆိုင်မွန်မက်စရာနီရဲ့ကုမ္ပဏီဟာတရားစွဲဆိုတာတွေကိုခံရတာကြောင့်ရော့ကျင်းနေတဲ့ဒေါ်လာတန်း800လောက်ပေးခဲ့ရပါတယ်။အခုတော့နာဗလာကျောမော်ကနှစ်ပေါင်းများစွာငြိမ်သက်နေတဲ့မီးတောင်ကြီးကပြန်လဲလှုပ်ရှားလာခဲ့ပြီးတော့ မကြခင်မှာပဲအပြင်းထန်ပေါက်ကွဲတော့မယ်အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပါဘူမိဗေဒပညာရှင်တွေကဒီမီတောင်ကြီးပေါက်ကွဲရင်နဗလာကျိုးမှာမှကြံနေတဲ့ဒိုင်နိုဆောမျိုးစိတ်တွေအကုန်လုံးသေဆုံးပြီးတော့ပြန်ပြီးတော့မျိုးတုံးသွားမယ်လို့သုံးသပ်နေပါတယ်ဒရိဆန်အခွင့်တက်ကြွလှုပ်ရှားတဲ့အဖွဲတွေကလည်းဒိုင်နိုဆောတွေမျိုးတုံးမှာကိုကာကွယ်ဖို့အတွက်ဆန္ဒပြနေကြတာတွေလည်းရှိပါတယ်အမေရိကန်လွှတ်တော်မှလည်းဒိုင်နိုဆောကိစ္စနဲ့ပတ်သက်ပြီးတော့အထူးကော်မတီဖွဲ့ပြီးတော့ဆွေးနွေးကြားနာတာတွေလုပ်နေရပါတယ် ကဘာဝကတခြားမျိုးသုံးတော့မဲ့ trade ဆန်နေလို့ပဲဒိုင်နိုဆောတွေကိုရောကဲတင်တင်လာလို့အခြေတင်ဆွေးနွေးနေကြတာပါအထက်လွတ်တော်ကိုဒိုင်နိုဆောရေးကျွမ်းကျင်သူဒေါက်တာမဲခွန်ကိုခေါ်ပြီးတော့လူသားတွေအနေနဲ့ဒိုင်နိုဆောတွေကိုကဲတင်မကဲတင်အကြံဉာဏ်တောင်းခံပါလေဒိုင်နိုဆောတွေနဲ့နှစ်ခါလောက်ဆုံမှုပြီးတော့သေမလို့နှစ်ခါလောက်ဖြစ်ဖို့သူဒေါက်တာမဲခွန်ကတော့ဒိုင်နိုဆောတွေကိုမကဲပဲဒီတိုင်းအသေးခံလိုက်တင်တယ်လို့ပြောလိုက်ပါလေဒေါက်တာမဲခွန်ကဒိုင်နိုဆောတွေကို ဖန်တီးခဲ့တာဟာတဘာဝတရားရဲ့လွန်ဆန်ခဲ့တဲ့အမှားဖြစ်ပြီးတော့ အခုကသဘာဝအတိုင်းပြန်လဲပြင်ဆင်နိုင်ဖို့အခွင့်အရေးရတာလို့ပြောပါတယ်။ပြီးတော့ဒိုင်နိုဆောတွေကိုစတင်ဖန်တီးခဲ့တဲ့ဂျိုဟန်မွန်ကမျိုးဗီဇနှီးပညာကိုအသုံးပြုခဲ့ပြီးတော့အခုချိန်မှာမျိုးဗီဇနှီးပညာပို့ပြီးတော့တိုးတက်လာနေပါပြီ။ဒီနှီးပညာနျူကလ িয়ার လို့ပဲကဘာကိုအန်ဒီယေပြုမဲ့နှီးပညာဖြစ်တယ်လို့မဲကွန်ကပြောလိုက်ပါတယ်။တကယ်လို့ဒီနှီးပညာသာမကောင်းတဲ့သူတွေလက်ထဲကိုရောက်သွားမယ်ဆိုရင်ကဘာကြီးတစ်ခုလုံးဒုက္ခတွေရောက်သွားတော့မှာပါ။အဲဒီချိန်မှာတစ်ချိန်ကဒိုင်နိုဆောကဘာဥယျာဉ်ကြီးကိုကင်တွယ်ခဲ့တဲ့ကလေရာက ိုင်နိုဆောတွေကိုကယ်တင်ဖို့အတွက်အဖွဲတစ်ခုကိုတီထောင်ထားပြီးဖြစ်ပါတယ်။သူရဲ့အဓိကလှုပ်ဖော်ကင်ဘတ်တွေကရှေးဦးဒရိတ်ဆန်တွေကိုစေးကူပေးတဲ့ဆရာဝန်ဇီရာရိုဒရင်ကနဲ့ဖရန်ကလင်လို့ခေါ်တဲ့နီးပညာကျွမ်းကျင်တဲ့လူငယ်လေးတို့ပဲဖြစ်ပါတယ်။သူတို့ကအထက်လွှတ်တော်အမတ်တယောက်နဲ့ဆက်သွယ်ပြီးတော့ဒိုင်နိုဆောတွေကိုကာကွယ်နိုင်ရေးရန်ပုံငွေရရှိဖို့ကြိုးပမ်းနေကြပါတယ်။ကလေရာကအထက်လွတ်တော်အမတ်ကိုနားချလိုက်နိုင်တာဖြစ်တဲ့အတွက်အမတ်ကသူနဲ့တွေ့ဖို့သဘောတူလိုက်ပါတယ်။ဒါမဲ့အဲ့ဒီချိန်မှာပဲအထက်လွတ်တော်ကဒိုင်နိုဆောတွေကိစ္စနဲ့ပတ်သက်လို့ မဲခွဲဆုံးဖြတ်ပြီးဖြစ်ပြီးတာဝန်ရှိသူကတရင်းသာရှင်းလင်းပွဲလုပ်နေအောင်ကလေရာတို့ TV ကနေမြင်လိုက်ရပါတယ်။မဲခွဲဆုံးဖြတ်ချက်တွေကအမေရိကန်အစိုးရအနေနဲ့နက်ဗလာကျွန်းကတရိတ်ဆန်တွေကိုကယ်တင်မှုကိစ္စနဲ့ပတ်သက်ပြီးဘာကူမှဆောင်ရွက်မှာမဟုတ်ကြောင်းကိုကြေညာလိုက်တာပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲကလေရာစီကိုဖုန်းတစ်ခုဝင်လာပြီးတော့အဲ့ဒီဖုန်းကတော့မစ္စတာဘင်ဂျမင်လော့ဝုစီကဖြစ်ပါတယ်။ဘင်ဂျမင်လော့ဝုကဒိုင်နိုဆောတွေကိုစတင်ဖန်တီးခဲ့တဲ့ဂျိုဟန်မွန်ရဲ့မိတ်ဆွေဖြစ်ပြီးတော့ဒိုင်နိုဆောတွေဖန်တီးမှုကိုသူတို့နှစ်ယောက်အတူတူလုပ်ခဲ့ကြတာပါ။ မတားကမှာပဲကလေရာဟာလောဦးရဲ့ချမ်းကျဲကြီးနဲ့နန်းတော်လာထင်မှန်မှားရအောင်ခန္ဓာကြီးကျယ်လှပလွန်းတဲ့အိမ်ကြီးကိုရောက်လာခဲ့ပါတော့တယ်ကလေရာကိုလောဦးရဲ့အိမ်တော်ထဲမျိုးသမီးကလာရောက်ကြိုဆိုပြီးတော့လောဦးရဲ့လက်ထောက်အီလိုက်မေးကလည်းကလေရာနဲ့လာပြီးတော့မိတ်ဆက်ပါတယ်နပ်ပလာကျုံးနဲ့ဆော်နာကျုံးတို့မှာဒရက်ဆေဥယျာဉ်ကြီးမဆတင်ငင်ကဂျိုဟန်မွန်နဲ့လောဦးတို့ဟာဒီအိမ်ကမြေအောက်ခန်းထဲမှာဓာတ်ခွဲကန်းစောက်ပြီးတော့ဒိုင်နိုဆောတွေကိုအရင်ဖန်တီးဖို့စူးစမ်းခဲ့တာပါအီလိုက်မေးကသူတို့မှာအလွန်ကောင်းပြီးတော့ကျယ်ဝန်းတဲ့ကျုံးတစ်ခု ိုင်ဆိုင်ချောင်းကိုပြောပြီးတော့လော်ဝါကလေရာကိုလုတ်ပေးစေချင်တာတခုရှိကြောင်းပြောပါတယ်။သူတို့ကဒိုင်နိုဆောတွေဘေးကင်းအောင်နပလာကျုံးကနေကယ်တင်ပြီးတော့ဒီကျုံးကိုပို့ဆောင်မှုစီစဉ်ထားပါတယ်။ဒီကျုံးကဒိုင်နိုဆောတွေအတွက်အိမ်သစ်ဖြစ်လာမှာပါ။ကလေရာကတော့ဒိုင်နိုဆောတွေကိုကယ်တင်မယ်ဆိုလို့ဝမ်းသာသွားပါတယ်။အဲဒီချိန်မှာပဲမစ္စတာလော်ဝူရောက်လာပြီးတော့သူမိတ်ဆွေဟောင်းဂျွမ်မွေရဲ့ဆန္ဒအတိုင်းဒိုင်နိုဆောတွေကိုလွတ်လပ်စွာခိုလုံခွင့်ရစေဖို့နေရာတစ်ခုဖန်တီးပေးထားတာလို့ပြောပါတယ်။ ဒိုင်နိုဆောရီရဲ့အိမ်အစ်ဖြစ်မဲ့ကျိုးမမှာဘာလောင်အိမ်ဘာခြံစည်းရိုးမှမရှိသလိုဘာဧည့်သည်မှလည်းမရှိရပဲသဘာဝတိုင်းဖြစ်ရမယ်လို့လော့ဝုကပြောပါတယ်။ခုချိန်မှာဂျူရက်စစ်ဥယျံဖခင်ကြီးဂျွန်ဟန်ဘုံကတေဆုံးသွားပြီဖြစ်ပြီးလော့ဝုကလည်းကျမ်းမာရေးမကောင်းတော့တာကြောင့်ဝီးချဲပေါ်မှာပဲနေနေရတာပါ။သူကသူ့လက်ထောက်အီလိုက်မေးကိုသူ့လုပ်ငန်းတွေနဲ့အစည်းအဝေးတွေကိုထိမ့်သိမ်းဖို့တာဝန်ပေးထားခဲ့တာပါ။အီလိုက်တို့ကလော့ဝုရဲ့ဆန္ဒတိုင်းနက်ဗလာဂျိုးမော်ကဒိုင်နိုဆောတွေကိုစတင်ကယ်တင်ဖို့အတွက်လုပ်နေဖြစ်ပြီးတော့ ဒီနပ်ပလာကျုံးမော်ကဒိုင်နိုဆောတွေအကြောင်းအသိဆုံးလူကဒီဥယင်ကိုလဲပတ်ခဲ့တဲ့ကလေရာပဲဖြစ်ပါတယ်။ဂျူရက်ဆစ်ကဘာလဲပတ်တဲ့အချိန်တုန်းကကလေရာတို့ကဒိုင်နိုဆောတွေအကုန်လုံးကိုခြေအခံဆက်တွေထည့်ပေးထားပြီးဒီခြေအခံဆက်တွေတိုင်းရှာလို့ရှိရင်ဒိုင်နိုဆောတွေကိုကယ်ရတာပိုပြီးတော့လွယ်ကူသွားမှာဖြစ်ပါတယ်။ခြေအခံဆက်တွေရဲ့ဒီနေရာကိုကြည့်ဖို့ကလေရာရဲ့လက်ဝေးကိုလိုအပ်ပြီးတော့ဒီအတွက်ကလေရာကိုနပ်ပလာကျုံးစီခီးထွက်ဖို့အတွက်အီလိုက်မေးကပြောပါတယ်။ဒါမဲ့အန်ရဲ့အလွန်များတဲ့ဖလော့စီရတာဒိုင်နိုဆောတကောင်နဲ့ကျုံးမမကြံနေသေးပြီးတော့ ဒီဒိုင်နိုဆောက O1 လေးကျင်ပေးထားတဲ့ blue ဆိုတဲ့ဒိုင်နိုဆောပဲဖြစ်ပါတယ် blue ကညံအလွန်ကောင်းတဲ့ raptor မျိုးစိတ်ထဲမှာတကောင်တည်းကျန်တော့တဲ့ရှားပါမျိုးစိတ်ဖြစ်တာကြောင့်သူ့ကိုထိန်းသိမ်းရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ raptor တွေကတမိုင်လောက်ကနေအနံ့ခံနိုင်တာဖြစ်တဲ့တော့သူတို့ဒီတိုင်း live ဖမ်းလို့ကလည်းမဖြစ်နိုင်ပါဘူးဒရိုနဲ့ပဲ clara တယောက် O1 ကိုအကူကြီးတောင်းဖို့တော့ထပ်ပြီးတော့ဖြစ်လာရပါတော့တယ် Clara တောင်အဝမ်းစီကိုရောက်လာပြီးတော့သူတို့နှစ်ယောက်သားဆိုင်တစ်ခုမှာဘီယာသွားကြည့်ကြပါလေ Clara ကဒိုင်နိုဆောတွေကိုကယ်တင်မဲ့အစီအစဉ်ကိုပြောပြပြီ ဘလူးကလည်းအသက်ရှင်နေသေးကြောင်းဘလူးကိုကယ်ဖို့အတွက်သူနဲ့တူနဗလာကျုံးကိုလိုက်ခဲ့ဖို့လိုကြောင်းဖိတ်လိုက်ပါတယ်။ဒါမဲ့ OAN ကတော့ဒီကျုံးကိုထပ်ပြီးတော့မသွားတော့ဘူးဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက်ငြင်းဆန်လိုက်ပါတယ်။အဲ့ဒါနဲ့ Clara ကမနှက်ဖြန်မနှက်သူတို့လင်းစားထွက်မဲ့နေရာကိုပြောပြီးတော့ထွက်လာလိုက်ပါတယ်။အဲဒီညမှာတော့ OAN ကသူ့ကွန်ပျူတာထဲမှာရှိတဲ့ Velociraptor တွေကိုလေ့ကျင့်ပေးခဲ့တဲ့ဗီဒီယိုတွေကိုပြန်ပြီးတော့ကြည့်နေခဲ့ပါတယ်။ Director Dinosaur တွေအကောင်ပေါက်ကလေးကသူထိန်းချောင်းလေ့ကျင့်ပေးခဲ့တာဖြစ်ပြီးတော့၃កောင်က အင်ဒိုမီနိုင်းရပ်ဒိုင်နိုဆောကြီးနဲ့တိုက်ပွဲဖြစ်စဉ်မှာတေဆုံးသွားခဲ့ပါပြီသူတို့တဲကဘလူးတကောင်တဲတာအသက်ရှင်နေပြီးတော့ဒီလေးကောင်တဲမှာဘလူးကညံအကောင်းဆုံးနဲ့သူ့ကိုအခင်တွေဆုံးကောင်လေးဖြစ်ပါတယ်ဒိုနဲ့နောက်နေ့မနက်မှာကလေရာတို့ကကိုပိုင်လီနဲ့နဗလာဂျွန်းစီကိုခီးစားထွက်ပါတော့မယ်ကလေရာနဲ့တူဇီရာနဲ့ဖရန်ကလင်တို့လည်းအတူလိုက်လာမှာပါကလေရာကအိုရန်များလာမလားလို့မျှော်နေသေးပြီးတော့လင်းထွက်မဲ့အချိန်ထိအိုဝန်လာတာကိုမတွေ့ရပါဘူးသူ့ဘော်တက်လိုက်မှလင်းဘော်ကိုစောကြီးတဲကရောက်ပြီးအိတ်နေတဲ့အိုဝန်ကိုမြင်ရပါတယ် သူတို့လေစားထွက်လာပြီးတော့တိတ်မကြခင်မှာပဲနပ်ပလာကျုံးကိုရောက်လာခဲ့ပါပြီဒီကျုံးမှာကံဝီတီဦးဆောင်တဲ့ခြေသားစစ်သားအဖွဲ့ကရောက်နေနေပြီးတော့သူတို့ကိုအီလိုက်မေးကငှားထားတာဖြစ်ပါတယ်ဒီခြေသားမုံဆိုးအဖွဲ့တွေကဒိုင်နိုဆောတွေကိုဖမ်းဆီးတဲ့နေရာမှာကလေရာတို့ O1 တို့ကိုကူညီကြမှာဖြစ်ပါတယ်ကလေရာတို့တွေကျုံးပေါ်မှာကာရီနဲ့ခီးဆက်လာပြီးတော့ဂျူရက်စေးဦးရင်ကအစာအုပ်ကောင်းတွေရှိတဲ့ကျုံးလေကိုရောက်လာပါတယ်အဲ့ဒီမှာပဲသူတို့တွေရုတ်တရက်တရဝါကြီးတကောင်ရဲ့ခြေသားကိုကြားလိုက်ရတဲ့အတွက်ဒိုင်ရန်နိုဆောရဲ့ကြီးများလားဆိုပြီးတော့ထိတ်လန့်သွားခဲ့ကြတာပါ ဒါမဲ့အဲ့ဒါကအရွက်စားဒိုင်နိုဆောကြီးသာဖြစ်နေခဲ့ပါလေ။မကြာခင်မှာပဲသူတို့တွေဂျူရက်စစ်ကဘာကထိန်းချုပ်ခန်းအဟောင်းကိုရောက်လာကြပါပြီ။နီးပညာကျွမ်းကျင်တဲ့ဖရန်ကလင်ကဝါကြိုးတွေဆက်ပြီးတော့ထိန်းချုပ်ခန်းတကားကိုဖွင့်လိုက်နိုင်ပါလေ။အဲနောက်တော့ကလေရာရဲ့လက်ပွေနဲ့ဖွင့်လိုက်ရမှာဒိုင်နိုဆောတွေကိုခြေရာခံတဲ့စနစ်ကပွင့်သွားပါတော့တယ်။သူတို့တွေအဲ့မှာဘလူးရှိတဲ့နေရာကိုတွေးလိုက်ပြီးတော့ O1 နဲ့ဂျေးစားစစ်သားတွေကဘလူးကိုသွားခေါ်ဖို့အတွက်လှုပ်ကြပါလေ။ဇီရာကလည်းတခုခုဆိုဘလူးကိုကုသပေးနိုင်မှုအတွက်သူပါလိုက်လာခဲ့ပါလေ။ ။ Owen ကကားတွေရက်ခိုင်းလိုက်ပြီးတော့ Blue ရှိတဲ့နေရာစီကိုတယောက်တည်းချင်းကပ်လာပါတယ်။သူက Blue ရဲ့ခြေရာတွေကိုတွေးလိုက်ပြီးတော့ Gunwee တလျောကိုသူချက်ပြမှလာဖို့အတွက်ပြောလိုက်ပါတယ်။မကြာခင်မှာပဲကားအပြတ်တစည်းနားကနေ Blue ကထွက်လာပါတော့တယ်။ Owen က Blue ကိုအစာနဲ့မြားပြီးတော့သူ့ကိုပြန်မှတ်မိအောင်လုပ်နေတဲ့အချိန်မှာပဲ Gunwee တလျောစစ်သားတွေရောက်လာပြီးတော့ Blue ကိုမေးစေးတနတ်နဲ့ပြစ်လိုက်ပါတော့တယ်။ Blue ကစစ်သားတယောက်ဝင်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာတော့အဲ့ဒီစစ်သားကဘလူးကိုတနတ်နဲ့ပြစ်လိုက်တဲ့အတွက်ဒဏ်ရာရသွားခဲ့ပါတယ်။အိုဝန်လည်းဒေါသထွက်ပြီးတော့ဝီဒလီကို ပြေးထိုးဖို့လုပ်တဲ့အချိန်မှာဝီဒလီကသူ့ကိုတနတ်နဲ့ပြစ်လိုက်ပါတယ်။ဝီဒလီတို့က0ကိုပါတနတ်နဲ့ချိန်ပြီးတော့ဘလူးကိုပြန်ကုပေးဖို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာမီးတောင်ကြီးကလည်းစပြီးတော့ပေါက်ကွဲတော့မလို့ဖြစ်နေပြီးထိန်းချုပ်ခန်းထဲမှာကလေရာနဲ့ဖရန်ကလင်တို့ရှိနေခဲ့ပါတယ်။အရင်မှအပြေးမှာရှိတဲ့ဝီဒလီရဲ့လူတွေကထိန်းချုပ်ခန်းတကားကိုပိတ်လိုက်ပြီးတော့ကလေရာတို့ကိုအထဲမှာထားခဲ့ပါတော့တယ်။တကယ်တော့အီလိုင်မေးကရက်တာဒိုင်နိုဆောဘလူးကိုရဖို့အတွက်ကလေရာနဲ့အိုဝန်တို့ကိုအသုံးချသွားခဲ့တာဖြစ်နေပါတယ်။လောဘကအီလိုင်မေးကိုဒိုင်နိုဆောတွေကိုကယ်တင်ပြီးတော့ ဘေးကရာကိုပို့ဖို့ခိုင်းနှားပေမဲ့လောဘကြီးတဲ့အီလိုင်ကတော့ဒိုင်နိုဆောတွေကိုဖမ်းပြီးတော့ရောင်းစားဖို့အတွက်လုပ်နေတာပါ။ဒါပြင်အင်နိုမီနာရပ်စ်လိုနောက်ထပ်ဒိုင်နိုဆောကြီးတကောင်ဖမ်းတီးဖို့အတွက်ပါ Raptor Dinosaur ရဲ့ DNA ကိုလိုချင်နေတာဖြစ်ပါလေ။ဇလန်းဆာမှာအင်နိုမီနာရပ်စ်ရဲ့ DNA ကိုလာယူခိုင်းနှားလဲသူ့ပဲဖြစ်နေတာပါ။နဗလာကျောမှာတော့မိတောင်ကစတီးပြီးတော့ပေါက်ကွဲနေခဲ့ပြီဖြစ်ပါလေ။ Weedley ရောက3 main ရဲ့ O1 ကိုဒီတိုင်းထားခဲ့တဲ့အတွက် O1 တောင်မြေပေါ်မှာလဲနေခဲ့ပါလေ။ သူ့ကိုရွက်စားဒိုင်နိုဆောကြီးတကောင်ရှာနေလာပြီးတော့ရက်တဲ့အတွက် O1 တယောက်노လာပြီးမဲ့မေဆေးရှိန်ချောင်းထတော့မထနိုင်သေးပါဘူးအဲဒီချိန်မှာမီးတော်ချော်ရီတွေကလည်းသူ့နားကိုစီးကြလာနေဖြစ်တဲ့အတွက် O1 ကတစ်တုံးတုံးပေါ်တက်ပြီးတော့မနေရအောင်ထနေပါတယ်ကလေရာနဲ့ဖရန်ကလင်တို့လည်းထိန်းချုပ်ခန်းထဲမှာပိတ်မိနေပြီးတော့ဖရန်ကလင်ကတကားတွေလိုက်ဖွင့်မှုစူးစမ်းမှာထွက်ပေါက်တကားမပွင့်မဲတခြားတကားတစ်ခုကပွင့်သွားခဲ့ပါတယ်မကြာခင်မှာပဲအဲ့ဒီအပေါက်ကနေဒိုင်နိုဆောကြီးတကောင်ထွက်လာပါတော့တယ်ကံကောင်းထောင်းမှစွာနေပဲကလေရာကအမိုးကနေထွက်လို့ရမယ်ထွက်ပေါက်တစ်ခုကိုရှာတွေ့သွားပြီးတော့ သူတို့နှစ်ယောက်သားအရင်ပေါက်ကနေပြင်ထွက်ဖို့လှုပ်လိုက်ပါလေဒိုင်နိုဆောကလည်းသူတို့နောက်ကိုလိုက်ပြီးတော့အသေးအသံကိုက်ဖို့လှုပ်ပေမဲ့နောက်ဆုံးမှာတော့သူတို့တွေဒိုင်နိုဆောလက်ကလွတ်လာခဲ့ပါလေအဲဒီအချိန်မှာပဲမီးတောင်ပေါက်ကွဲမှုကပိုပြင်းထန်လာနေပြီးတော့မီးတောင်ပြားတွေချော်ရီတွေကလည်းတကြုံလုံးကိုပြန့်နှံ့လို့နေပါပြီအိုဝမ်လည်းထွက်ပြေးလာနေပြီးတော့ကလယ်ရာတို့ကိုတွေးလိုက်တော့ပြေးဖို့ပြောပါလေအဲဒီအချိန်မှာဒိုင်နိုဆောတွေလည်းကျုံးအတွင်းပိုင်းကနေကြောက်လန့်တဲ့ကြားနဲ့ထွက်ပြေးလာကြပြီဖြစ်ပါလေအိုဝမ်တို့သုံးအောင်လည်းဒိုင်နိုဆောတွေနဲ့အတူအသေးအသံပြေးလာနေပြီးတော့ ဒိုင်နိုဆောတွေတန်နေတာမခံရအောင်တိပိတပိနောက်မှာဝင်ပုန်းကြပါလေ။သူတို့တွေမှန်ဘောလုံးရင်အဟောင်းကိုတွေ့တဲ့အတွက် Owen က Clara နဲ့ Frank လေးကိုရင်ပေါ်တိုက်ခိုင်းလိုက်ပါလေ။အဲဒီချိန်မှာပဲဒိုင်နိုဆောကြီးတစ်ကောင်ရောက်လာပြီးတော့အဲဒီဒိုင်နိုဆောကြီးက Owen တို့ကိုတိုက်ခိုက်ဖို့လုပ်ပါလေ။ကံကောင်းကျွန်တော် T-Rex ဒိုင်နိုဆောကြီးရောက်လာပြီ။အဲဒီဒိုင်နိုဆောကိုတပ်ပစ်လိုက်ပါတော့တယ်။ Clara တို့ကဆက်ထွက်ပြေးလာပြီးတော့ဒိုင်နိုဆောတွေလည်းဝယုံသုံးကားတွေပြေးနေကြပါပြီ။နောက်ဆုံးတော့သူတို့အကုန်လုံးကြောက်ကဲမားကနေရေထဲကိုပြုတ်ကျသွားပါတော့တယ်။ ဒါပေမဲ့ကလေရာနဲ့ဖလန်ကလင်တို့ကရေနဲကနေထွက်လို့မရဖြစ်ပြီးရေနဲ့သေးတော့မလို့ဖြစ်နေကြပါပြီ။မကြခင်မှာပဲ O1 ရောက်လာပြီးတော့သူတို့ကိုလာခဲ့တဲ့အတွက်သုံးအောင်သားကန်ကောင်းထောင်းမစွာနဲ့အသက်ရှင်နေရပါတော့တယ်။အဲဒီမှာကန်ဝီတီတို့ကတော့ဂျုံးမောင်ဒိုင်နိုဆောတွေကိုဂုံတင်ရဲရင်တွေဂုံတင်ကားတွေနဲ့တေလာပြီးဒေမောဘောကိုတင်နေခဲ့ပါတယ်။ဂျုံးကမီးတောင်ပေါက်ကွဲမှုကြောင့်မကြခင်ပြက်စီးတော့မှဖြစ်တဲ့အတွက်သူတို့အဖွဲ့လည်းအမြန်ထွက်ခွာဖို့လုပ်နေကြတာပါ။ဇီရောလည်းသူတို့နဲ့အတူခေါ်သွားပြီးတော့ဘလူးကိုစိတ်ကူခိုင်းနေခဲ့ပါတယ်။ ။ OAN တို့လည်းဒီမှာဆက်နေသေးမှာဖြစ်တဲ့အတွက်သေမောပေါ်တတ်နိုင်မှုလုံးပါတော့တယ်။သူတို့ကဝီတလီတို့အဖွဲ့တွေပစ်ထားခဲ့တဲ့ tracker တစ်စီးနဲ့သေမောနောက်ကိုအမြန်လိုက်လာပြီးသေမောအစားထွက်နေဖြစ်ပေမဲ့သူတို့တွေသေမောပေါ်ရောက်အောင်သွားလိုက်နိုင်ခဲ့ပါလိမ့်။သေမောကအကြီးဖြစ်တဲ့အတွက်သူတို့တွေသေမောပေါ်ပါလာတာကိုဝီတလီနဲ့သူ့လူတွေကမသိကြပါဘူး။ဂျုံမမာတော့သေမောမမာမပါလာတဲ့ဒိုင်နိုဆိုကြီးတွေကြံနေခဲ့ကြပြီးသူတို့တွေကမီးတောင်ပေါက်ကွဲမှုကြောင့်သေဆုံးရတော့မှာပဲဖြစ်ပါလိမ့်။ဒါပေမဲ့အီလိုက်မေးကတော့သူ့ကိုဒိုင်နိုဆိုတွေဝယ်ယူမဲ့ တတိရင်းနဲ့ချိတ်ဆက်ပေးမယ် Eversaw ဆိုတဲ့သူနဲ့တွေ့နေခဲ့ပါတယ်။သူက Eversaw ကို Dinosaur တွေကိုရောင်းချတာကသူတို့နောက်လုံးမဲ့စီမံကိန်းတွေအရင်နီးရဖို့လို့ပြောလိုက်ပြီးနောက်လုံးမဲ့စီမံကိန်းကပိုကြီးကျယ်ပြီးတော့အမြတ်အများကြီးရမှာပါ။သူတို့ဒီလိုစကားပြောနေကြတာကို Mr. Low ရဲ့မိမလေး Macy ကကြားသွားခဲ့ပါတယ်။အီလိုင်က Eversaw ကိုအိမ်ကမြေအောင်ခန်းစီခေါ်လာပြီးအဲ့ဒီမှာဓာတ်ခွဲခန်းတွေရော Dinosaur တွေကိုဖမ်းထားဖို့နေရာတွေပါရှိနေခဲ့တာပါ။အီလိုင်မေက Dinosaur တွေဖန်တီးခဲ့တဲ့မျိုးပီစာပညာရှင် Henry နဲ့ပေါင်းပြီးတော့ လုံနေတာဖြစ်ပြီးဟင်နရီကအင်နိုမီနာရက်စ်လိုနောက်ထပ်ဒိုင်နိုဆောကြီးတစ်ကောင်ဖန်တီးခဲ့တာပါဒီဒိုင်နိုဆောကြီးကိုတာမန်လူတွေတွတ်မှုပဲစစ်ပွဲတွေမှာလက်နက်ဖြင့်သုံးဖို့ထုတ်နေတာလည်းပဲဖြစ်ပါတယ်အီလိုင်ကအင်နိုရက်တာလို့နာမည်ပေးထားတဲ့ဒီဒိုင်နိုဆောကြီးကိုရောင်းချပြီးတော့ဒေါ်လာတန်းနဲ့ချီအမြတ်ထွက်ဖို့ကြံစီနေတာဖြစ်ပါတယ်မေစီကအဲ့အကြောင်းကိုတီးသွားပြီးတော့သူ့အဖိုးကိုသွားပြောပြပေးမိမယ်လောကတော့ကလေးစကားဆိုပြီးတော့မယုံတဲ့အတွက်မေစီကိုသွားဖို့သာပြန်ပြောလိုက်ပါတယ်ဒါပေမဲ့အိုဝန်တို့ကတော့ဇီရာနဲ့ဘလူးကိုလိုက်ရှာနေကြပြီး tracker တစ်စီးပေါ်မှာ zero တို့ကိုရှာတွေ့သွားပါတယ် blue ကသွေးတွေအများကြီးထွက်နေတဲ့အတွက်သူ့ကိုသွေးသွင်းပေးဖို့လိုအပ်ပြီးတော့သွေးသွင်းပေးပြီးမှသာကြီးစံကိုထုတ်လို့ရမှာပါအဲ့ဒါနဲ့ zero က o1 နဲ့ clara တို့ကို raptor dinosaur နဲ့အလီစားဆုံးမျိုးတူတဲ့အသားစား dinosaur တကောင်ရှာပြီးတော့သွေးဖောက်လာဖို့ပြောပါတယ်အားနဲ့ o1 တို့လည်းကွန်တီနာတစ်လုံးနဲ့ထည့်ထားတဲ့ dinosaur ကြီးစီကိုလာရပါတော့တယ်ဒီရာစီကမေဇီတိုင်အောင်8.8ပြောနေပြီမဲ့ကလေရာတို့ကတော့တော်တော်လေးကိုလန့်နေခဲ့ကြတာပါ ်ဂလေရာကတီရက်ကြီးစီကနေသွေးဖောက်ဖို့လှုပ်ပေမဲ့ဒိုင်နိုဆောရေကုန်ကတတော်ကိုမာနေတာကြောင့်အန်နဲ့မဖောက်နိုင်ဘူးဖြစ်နေခဲ့ပါလေအန်နဲ့ဂလေရာကအက်ကိုအားနဲ့ထိုးဆိုင်လိုက်ရမှာတော့တီရက်ကြီးနိုးမလို့ဖြစ်သွားခဲ့တာပါအဲချိန်မှာပဲဝီဒလီယစစ်သားတွေကကိုနေနာတကားဟနဲ့အတွက်အပြင်ကနေပိတ်သွားရမှာတော့အိုဝန်တို့တွေတီရက်ကြီးနဲ့အတူတူပိတ်မိနေပြီပဲဖြစ်ပါလေမကြခင်မှာပဲတီရက်ကြီးကနိုးလာပြီးတော့သူတို့ကိုကိုက်ဖို့လှုပ်လို့ဂလေရာကတော့အမိုးဘော်ကနေအပြင်ကိုထွက်သွားနိုင်ပါလေ ်ကလေရာကတကားကိုဖွင့်ပေးလိုက်ပြီးတော့အိုဝမ်လည်းဒိုင်နိုဆောလက်ကနေတည်တည်လေးလွတ်ထွက်လာခဲ့ပါလေအဲနောက်တော့သွေးထွက်နေတဲ့ဘလူးကိုတီရက်ကြီးရဲ့သွေးသွင်းပြီးဇီရာကဂျီဆန်ကိုထုတ်ဖို့လှုပ်ပါတော့တယ်ဂျီဆန်ကိုရအောင်ထုတ်လိုက်နိုင်ပြီးတဲ့ဘလူးကမကြခင်မှာတတ်တာသွားမှလို့ဇီရာကပြောလိုက်ပါလေတမမမေစီကတော့ဆက်စုခြင်းတဲ့အတွက်ဓာတ်လီကနေအီလိုက်မေးရဲ့မြေအောက်ထပ်ကိုဆင်းသွားခဲ့ပါလေမေစီကတခွဲကနေဝင်ကြည့်ရမှာဘလူးပါဝင် Raptor Dinosaur ပေါက်လေးတွေကိုအိုဝင်ကလေ့ကျင့်ပေးခဲ့တဲ့ဗီဒီယိုကိုမြင်လိုက်ရပါတယ် အီရိုင်မေးနဲ့မျိုးဗီဇာပညာရှင်ဟင်နရီတို့ကဘလူးကညံလွန်ကောင်းသလိုအဝင်လေးကျင်ပေးထားတဲ့အတွက်အမိန်လဲနာခံတတ်တာကြောင့်သူ့ကိုအရှင်တိုင်းလိုချင်ကြတာပါသူတို့ဖန်တီးထားတဲ့ Indo Raptor နဲ့ဘလူးကိုအတူထားချင်တာဖြစ်ပြီးဘလူးစီကလည်းအပြုတ်မှုတွေကိုတင်ယူစေချင်တာဖြစ်ပါတယ်ဟင်နရီကဘလူးတနတ်နဲ့အပြစ်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးအီလိုင်မေးနဲ့စကားများနေခဲ့ပါတယ်မေးစီကတော့သူ့ကိုအီလိုင်မေးကိုမြင်သွားမှဆိုတဲ့အတွက်ပုံနေရာမှာလောင်အိမ်ထဲမှာရှိနေဒိုင်နိုဆိုကြီးနဲ့တွေ့ပါတော့တယ်မေးစီကအော်ပြီးတော့ထွက်ပြေးသွားတဲ့အတွက်အီလိုင်မေးကလည်း ူကိုမိသွားပြီးတော့ဒါကိုကအခန်းထဲမှာတော့ပိတ်ထားလိုက်ပါတော့တယ်ဓမ္မမအိုဝန်တို့သင်းမွားတော့အချိန်တော်ကြာပင်လယ်ထဲမှာခီးဆက်လာခဲ့ကြပြီးတဲ့နောက်စိတ်ကန်းကိုပြန်ပြီးတော့ရောက်လာကြပါပြီအိုဝန်တို့ကဝီတလီရဲ့လူတွေမမြင်အောင်ပုံနေပြီးတော့ဖရန်ကလင်ကိုတော့အလုံသမားလို့ထင်တဲ့အတွက်ဝီတလီရဲ့လူတယောက်ကခေါ်သွားခဲ့ပါတယ်အိုဝန်နဲ့ကလေဘရာကတော့သူတို့လူပုံသဏ္ဍာန်ဆောင်ထားပြီးကားတစ်စီးကိုမောင်းလာခဲ့ပါတယ်ဒိုင်နိုဆောကြီးတင်လာတဲ့သူတို့ရဲ့ကားတွေသင်းမောပေါ်ကနေရှင်းလာပြီးတဲ့နောက်လောဝီရဲ့ခြံကြီးစီကိုဥတီပြီးတော့လာနေတာကိုသိလိုက်ရပါတယ် ဂျန်နေကအဝင်ဝါမှာအဆောင်တယောက်က ON တို့သတိထားမိသွားပါလိမ့်။ဂန်ဝီတလီကသူတို့ဖမ်းလာဒိုင်နိုဆောတွေကိုအင်ဂျီရဲ့မြောက်ခန်းလောင်ရင်တွေထဲကိုထည့်နေခဲ့ပါလိမ့်။ဒါပေမဲ့မတော်မစ္စတာလောဘူးကသူ့လက်ထောက်အီလိုင်းတယောက်မော်တာတွေလုံနေတာကိုရိပ်မိသွားခဲ့ပါပြီ။လောဘူးကအခုချက်ချင်းရဲတွေကိုဖုံးဆက်ပြီးတော့မင်းလုံးခဲ့တာတွေဝင်ခံလိုက်လို့အီလိုင်းကိုပြောပါလိမ့်။လောဘသမားအီလိုင်းမေးကတော့အေးရဘွားအဖိုးကြီးကိုခေါင်းအုံနဲ့ဖိသက်ပြစ်လိုက်တော့တာပါ။အိုအနုချန်နဲ့ရောက်လာပြီမကြာခင်မှာပဲဂန်ဝီတီနဲ့သူ့လူတွေရောက်လာတဲ့အတွက်ဖန်ခံလိုက်ရပါတော့တယ် ။ ON နဲ့ Clara တို့ကိုဒိုင်နိုဆောတွေကိုထားတဲ့မြေအောက်ချုပ်ခန်းထဲမှာပဲဖမ်းထားပြီး Eli May ကသူတို့ကိုလာတွေးခဲ့ပါတယ်။ ON နဲ့ Clara တို့က Eli May ကိုချုပ်ခန်းထဲကနေတယောက်တစ်ချက်စီကျွေးလိုက်ပါသေးတယ်။ Eli တို့ Weedley ကို ON တို့နှစ်ယောက်ကိုအစားဖျားဖို့ပြောလိုက်ပြီးသူတို့ကြောင်းမေးတဲ့လူရှိရင်ဂျုံမမမီးတောင်ပောက်ကွဲသွားတာကြောင့်ဒေသွားပြီလို့ပြောလိုက်ဖို့မှားလိုက်ပါတယ်။အဲဒီမှာ Macy လေးကတော့ထပ်ခိုးကအခန်းထဲမှာအပိတ်ခံထားနေရဆဲဖြစ်ပြီးတော့ခတ်ထားတဲ့တကားကိုအထဲကနေဖြွင့်လိုက်နိုင်ပေမဲ့သူအခန်းထဲမှာလူဆိုးတွေစောင့်နေအောင်မြင်လိုက်ရပါတယ်။ အဲ့ဒါနဲ့ဝရန်တာကနေထွက်ပြီးတော့အင်ကောင်မိုးတွေပေါ်ကနေတဆင့်သူ့အဖိုးရဲ့အခန်းကိုသွားဖို့လှုပ်ပါတော့တယ်။တပတ်မှာကညာရင်းချင်းပဲဒိုင်နိုဆောတွေကိုလေးလံဆွဲဝဲဖို့အတွက်နိုင်ငံအသီးသီးကတထေးတွေကဒီအင်ကိုရောက်လာနေကြပါပြီ။မေစီကသူ့အဖိုးစီရောက်တဲ့အချိန်မှာသူ့အဖိုးမစ္စတာလော့ဘူကတော့တည်ဆုံနေပြီဖြစ်ပါတယ်။မေစီကအီလိုင်မေးလာနေအတန်ကိုကြားလိုက်တဲ့အတွက်လိုဝက်ခန်းတစ်ခုတည်းကိုဝင်ပုံးလိုက်ပြီးတော့အီလိုင်ကတော့လော့ဘူရဲ့အင်တော်ဒိန်အိုင်ရစ်ရဲ့အမျိုးသမီးကိုခေါ်ပြီးအလုပ်ထုတ်ပြလိုက်ပါတယ်။အိုင်ရစ်ကမေစီကျမကိုလိုအပ်တယ်လို့ပြောပေမဲ့ ။ Eli မင်းကလက်မခံပဲမောင်းထုတ်ပြစ်လိုက်တာပါ။ Owen နဲ့ Clebra တို့ကတော့အချုပ်ခန်းထဲမှာစိတ်ပြက်လက်ပြက်နဲ့ထိုင်နေပြီးတော့ Owen ကသူ့ရဲ့ဘေးဘက်အခန်းမှာဒိုင်နိုဆောတစ်ကောင်ကိုမြင်လိုက်ရပါတယ်။အဲဒီဒိုင်နိုဆောကမေးစေးပေးထားကနေနိုးလာဖြစ်ပြီးတော့နန်းတွေကိုခေါင်းနဲ့လိုက်ဆောင်နေပါတယ်။ Owen ကအကြံရသွားပြီးတော့အဲဒီဒိုင်နိုဆောကိုများခေါ်ပြီးလွတ်အောင်လုပ်ဖို့အတွက်ကြံစီပါတော့တယ်။မကြခင်မှာပဲသူ့ဂျားတွေကအုံနံကြီးကပြိုကျသွားပြီးတော့ဒိုင်နိုဆောကသူ့ခန်းထဲကိုရောက်လာခဲ့ပါတော့တယ်။ဝန်ကဒိုင်နိုဆောကိုအချုပ်ခန်းတကားစီများခေါ်သွားမှာတော့ ဒိုင်နိုဆိုကခေါင်းနဲ့ပြီးဆောင်လိုက်တဲ့တော့ချုပ်ကန်းတကားလည်းပွင့်သွားပြီးအိုဝန်တို့လည်းလွတ်သွားခဲ့ပါတော့တယ်။အဲဒီအချိန်အိမ်ထဲမှာတော့ဒိုင်နိုဆိုလေလံပွဲကြီးဟာစတင်နေခဲ့ပါပြီ။အမဆောကဒိုင်နိုဆိုတွေကိုထုတ်ပြပြီးတော့ဈေးတွေခေါ်နေခဲ့ပါတယ်။အရင်ဆုံးအယူအဆအန်ကိုင်နိုဆိုရဲ့ဒိုင်နိုဆိုကြီးကိုလေလံဖွင့်လိုက်ပြီးတော့တထေးတွေကဒေါ်လာ10သန်းနဲ့လေလံဆွဲသွားကြပါတယ်။အဲနောက်မှာသူတို့တွေနပ်လာကျုံးပေါ်ကဖမ်းလာတဲ့ဒိုင်နိုဆိုတွေတကောင်ပြီးတကောင်လေလံတင်ရောက်ချနေပြီးတော့အီလိုက်မေးကလည်းဒေါ်လာတန်းရာနဲ့ချီပြီးတော့ရရှိနေပါပြီ။ ။ဒါပေမဲ့ O1 တို့ကတော့အချုပ်ခန်းတွေကထွက်လာပြီးတဲ့နောက်မှာလမ်းမှာကြောက်လန့်ပြီးတော့ပုန်းနေတဲ့မေစီနဲ့သွားတွေးခဲ့ပါလေ။မေစီကကြောက်နေတဲ့အတွက်သူတို့စီလည်းမလာဘူးဖြစ်နေလို့ O1 တို့ကချော့မော်ပြီးတော့ခေါ်နေရပါလေ။မေစီကသူ့အဖိုးတေဆုံးသွားဖြစ်ကြောင်းပြောတဲ့အတွက် O1 တို့ကသူ့ကိုစောင့်ရှောက်ဖို့ခေါ်သွားကြပါလေ။ O1 တို့ဒိုင်နိုဆောလေလံပွဲကိုလာချောင်းကြည့်နေကြပြီးတော့လေလံပွဲထဲမှာတော့နောက်ဆုံးတစ်ကောင်နေနဲ့အသစ်ဖန်တီးထားတဲ့ Indoraptor Dinosaur ကိုထုတ်ပြနေပါပြီ။ Eversaw ကဒီ Indoraptor Dinosaur ဟာ Velociraptor ရဲ့ညံရင်နဲ့တူပြီးတော့ အနက်ခံအာယုံအရန်ကောင်းကြောင်းလေ့ကျင့်ပေးထားတဲ့အတွက်လေစာအချက်ပြတဲ့နေရာကိုတိုက်ခိုက်တတ်ကြောင်းပြောနေပါလေပြီးတော့လေလံလာဆွဲတဲ့ဧည့်သည်တယောက်ကိုလေစာမီးထိုးလိုက်ရမှာ Indoraptor ကြီးကတိုက်ခိုက်ဖို့လုံနေတဲ့အတွက်တထေးတွေလည်းသဘောကျသွားခဲ့ပါလေဒါမဲ့ဒီ Dinosaur ကြီးကလေ့ကျင့်မှုတွေမှာပြီးပြတ်သေးပါဦး Blue နဲ့အတူထားပြီးတော့ထပ်သင်ယူခိုင်းစာတွေရှိနေသလိုဒါကနောက်ထပ်ထုတ်မဲ့ Dinosaur တွေရဲ့နမူနာပုံစံသာဖြစ်ပါလေဒါမဲ့ပတ်စံရှိတဲ့တထေးတွေကဒေါ်လာတန်း20ကျော်ထိပေးမယ်ဆိုတော့လောဘကြီးတဲ့ Eli May ကလည်း28တန်းနဲ့ရောင်းထုတ်လိုက်ပါတော့တယ် ိုးဝီစာပညာရှင်ဟင်နရီကဒါကိုခုလိုမျိုးချက်ချင်းရောင်းပြလို့မဖြစ်ကြောင်းပြောပေမဲ့အီလိုက်မေးကတော့ဒါကိုလက်မခံခဲ့ပါဘူး။ OAN ကတော့ဒီဒိုင်နိုဆောကြီးဒီအိနဲ့ကထွက်သွားရင်လူတွေဒုက္ခရောက်လိမ့်မယ်ဆိုပြီးအီလိုက်မေးရဲ့ပွဲကိုဖျက်ဖို့လုပ်ပါတော့တယ်။ OAN ခေါင်းနဲ့လိုက်တိုက်တက်တဲ့ခုနဒိုင်နိုဆောကိုဓာတ်လေကားနဲ့ထည့်ပြီးတော့လေလံပွဲလုံးနဲ့စီကိုလှုပ်ပေးလိုက်ပါတော့တယ်။အဲဒီမှာနေဒိုင်နိုဆောတောင်းညံ့တာကြောင့်ပွဲလုံးရုပ်သေးတွေဖြစ်ကုန်ကြပါပြီ။ OAN လည်းပွဲထဲဝင်လာပြီးတော့အီလိုက်မေးရဲ့လူတွေကိုစတင်ပြီးတော့တိုက်ခိုက်ပါတော့တယ်။ ပြီးတော့ Indo Raptor ကြီးရဲ့လောင်ရင်ကိုအပြင်ထုတ်သွားလို့မရအောင်လှုပ်လိုက်ပါတယ်။လေလံပွဲတဲ့ကနေတော့လူတွေအကုန်လုံးဝယုံသုံးကားနဲ့ထွက်ပြေးလာကြပြီးအထဲမှာဘယ်သူမှမရှိတော့ပါဘူး။အဲဒီအချိန်မှာ Gun Weedley ကအခန်းထဲဝင်လာပြီးတော့ Indo Raptor ကြီးကိုတွေ့သွားတဲ့အတွက်အံ့ဩသွားပါတော့တယ်။ Weedley က Indo Raptor ကိုမေးစေးတနတ်နဲ့နှစ်ချက်ပစ်လိုက်ပြီးတော့ Indo Raptor ကြီးလည်းလဲကျသွားပါတယ်။ Weedley ကလောင်ရင်နဲ့ဝင်လာပြီးတော့ Indo Raptor ကြီးရဲ့သွားတစ်ချောင်းကိုဆွဲနှုတ်ဖို့လှုပ်ပါတယ်။သူကလဲဆွဲလို့ရင်ထဲဖို့တော့ သူဖမ်းလာတဲ့ဒိုင်နိုဆောတွေရဲ့သွားတစ်ချောင်းစီကိုလိုက်ပြီးတော့နှုတ်နေခဲ့တာပါဒါမှမဟုတ်အဲ့ချိန်မှာအင်ဒိုရပ်တာကြီးရဲ့အမိကလှုပ်နေပါတယ်တကယ်တော့ညံများတဲ့ဒိုင်နိုဆောကြီးကသတိမေးချင်အောင်ဆောင်းနေတာဖြစ်ပြီးတော့ဝီလီကိုများခေါ်လိုက်တာပါမကြာခင်မှာပဲဒိုင်နိုဆောကြီးပြန်ထလာပြီးတော့ဝီလီရဲ့လက်ကိုကိုက်ဖြတ်ပြစ်လိုက်ပါတယ်ပြီးတော့ဝီလီကိုအပီးကိုက်တဆားပြစ်လိုက်တော့တာပါအေဗာဆောလည်းဘုံနေရာကနေထွက်လာပြီးတော့ကြောက်လန့်တကြားနေဓာတ်လီကားတွေဝင်ပြေးပါတော့တယ်ဓာတ်လီကားတွေမှာဘုံနေရာလူတွေကိုဒိုင်နိုဆောကြီးကမြင်သွားပြီးတော့လောင်ဝင်တွေကနေထွက်လာခဲ့ပါတော့တယ် အေဗာဆောကဓာလီကတကားကိုပိတ်လိုက်နိုင်ပြီမဲ့ချက်ချင်းမဲ့တကားပြန်ပွင့်လာပြီးတော့အေဗာဆောတို့လည်းဒိုင်နိုဆောစာဖြစ်သွားခဲ့တော့တာပါဒါမှမဟုတ် ON တို့ကတော့ Franklin နဲ့ Zero တို့ကိုလိုက်ရှာနေရင်းနဲ့လမ်းမှာ Eli Meadow နဲ့တွေ့ပါတော့တယ် Eli မေစီကိုသူ့စီပြန်ပေးဖို့ပြောလိုက်ပြီးမေစီကလောဝဲမြီးမုံချောင်းပြောပါတယ်လောကသူသမီးတေဆုံးချိန်မှာသမီးဖြစ်သူကိုပြန်လို့ခြင်းတဲ့အတွက်မျိုးဗီဇာနှီးပညာနဲ့သူသမီးပုံစံတူမေစီကိုဖန်တီးထားခဲ့တာလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒိုင်နိုဆောတကောင်က Eli ရဲ့တပည့်နှစ်ယောက်ကိုတတ်လိုက်တဲ့အတွက် ီလိုက်လည်းထွက်ပြေးသွားပြီးတော့ ON တို့လည်းပြေးလာရပါတယ်။အဲဒီချိန်မှာမျိုးဗီဇာပညာရှင်ဟင်နရီကတော့သူ့တပ်ခွဲကန်းတွေကဒိုင်နိုဆောဥတွေနဲ့ DNA တွေကိုနေရာဆွေးဖို့လုပ်နေပါတယ်။ဘလူးကတော့လောင်ရင်ထဲမှာရှိနေပြီးတော့ဇီဘာကိုလည်းလောင်ရင်မှာလက်ထိတ်ခတ်ထားပါတယ်။ဟင်နရီကဘလူးစီကပါသွေးနမူနာယူဖို့လုပ်နေပြီးအဲဒီချိန်မှာဖရန်ကင်ကသူ့လေပင်ကိုမေးစေးရနဲ့ထိုးလိုက်တဲ့တော့ဟင်နရီလည်းပြစ်လဲကျသွားပါတယ်။အီလိုက်မေးရဲ့တပည့်တွေရောက်လာပြီးတော့ဇီဘာတို့ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ဇီရာကဘလူးရဲ့လောင်ရင်ကိုဖွင့်ပေးလိုက်ရမှာတော့အဆောင်တယောက်အသက်ခံလိုက်ရပါတော့တယ်။ အဆောင်နောက်တယောက်ကဘလူးကိုတနက်နဲ့ပြရမှာဂတ်ဆိုးတွေသွားထိပြီးတော့ဓာခွဲကန်းကြီးလည်းပေါက်ကွဲသွားပါတော့တယ်။ဇီရိုနဲ့ဖရန်ကလင်တို့လွတ်မြောက်လာပေမဲ့မြောင်ခန်းထဲမှာတော့မီးစလောင်နေပဲဖြစ်ပါတယ်။တပတ်မှာ ON တို့သုံးကတော့လောင်ရင်ထဲကနေထွက်လာပြီးအိမ်ထဲမှာရှောက်တောင်းချမ်းနေ Indoraptor ကြီးနဲ့တွေ့ပါတော့တယ်။ဇာတုံးကသူတို့တွေပုန်းနေပေမဲ့ဒိုင်နိုဆောကြီးကသူတို့ကိုမြင်သွားပြီးတော့ကိုက်တပ်ဖို့လှုပ်ပါတော့တယ်။ ON တို့ကလောဦးရဲ့အိမ်ထဲမှာလှုပ်ထားတဲ့တောအုပ်ပုံစံနဲ့ဝင်ပုန်းနေပြီးဒိုင်နိုဆောကြီးကသူတို့ကိုမြင်သွားတဲ့အတွက်စတိုက်ခိုက်ပါတော့တယ်။ လေရာချောင်းမှာတန်းအားရသွားပြီးတော့သူတို့သုံးယောက်လူစုလဲကွဲသွားခဲ့ပါတယ်။ဒိုင်နိုဆောကြီးကအော်ပြီးထွက်ပြေးသွားတဲ့မေးစီနောက်ကိုလိုက်သွားတဲ့အတွက် OWN ကကလေရာကိုကယ်လိုက်နိုင်ပါတယ်။ကလေရာကမေးစီကိုလိုက်ခေါ်ဖို့အတွက် OWN ကိုပြောပါတယ်။မေးစီကတော့ကြောက်လန့်ပြီးတော့သူ့ရဲ့ကြိုးလေကားလေးကနေတက်လာပြီးတော့ထက်ခိုးကသူ့ခန်းထဲကိုဝင်ပုန်းနေပါတယ်။မကြာခင်မှာပဲ Indoraptor ကြီးကမေးစီခန်းထဲကိုဝင်လာပြီးမဲ့ OWN ရောက်လာပြီးတော့တနတ်နဲ့ပြစ်ပါတော့တယ်။ဒါမဲ့ Indoraptor ကြီးကမမှုပဲ OWN ကိုတတ်ဖို့လုပ်နေတဲ့အချိန်မှာဘလူးရောက်လာခဲ့ပါပြီ။ ဲဒီနောက်မှာတော့ Blue နဲ့ Interceptor တို့အပြင်းအထန်တိုက်ခိုက်ကုန်ကြပြီး OAN နဲ့ Messi လည်းထွက်ပြေးလာပါတယ်။ OAN ကခေါင်းပိုးပေါ်မှာပတ်ပြေးနေရပြီးတော့ Interceptor ကသူတို့နောက်ကိုလိုက်လာနေတာပါ။အဲဒီချိန်မှာပဲ Clara ရောက်လာပြီးတော့ Clara လေဆာနဲ့ OAN ကိုထိုးလိုက်ပါတယ်။ပြီးတော့တိုက်ခိုက်ဖို့အတန်ပေးလိုက်မှာတော့ Interceptor ကြီးကလေဆာထိုးထားတဲ့ OAN ကိုပြေးပြီးတော့တိုက်ခိုက်ပါတယ်။ OAN ကချိန်ပြီးရှောင်လိုက်ပြီးတော့ Interceptor ကြီးအောက်ပြုတ်ကြအောင်လှုပ်လိုက်ပါတော့တယ်။ဒါပေမဲ့ Interceptor ကြီးကပြန်တွယ်တက်လာနိုင်တဲ့အတွက် OAN တို့တွေဒုက္ခရောက်နေရပါပြီ။ အဲ့ဒီအချိန်မှာပဲဘလူးကအပေါ်ကနေခုန်ဆင်းလာပြီးတော့ Indoraptor ကြီးကိုအောက်ကိုဆွဲချသွားတဲ့အတွက်အောက်မှာရှိနေတဲ့ Dinosaur အရိုးတွေနဲ့စိုက်မိပြီး Indoraptor ကြီးလည်းဇက်သိမ်းသွားခဲ့ပါတော့တယ်။ Owen တို့တောင်းလဲ Zero Rune နဲ့ပြန်တွေ့ပြီးတော့ Zero Rune ကသူတို့ကို Dinosaur တွေကိုဖမ်းထားတဲ့မြေအောက်ခန်းစီကိုခေါ်သွားခဲ့ပါတယ်။ဓာတ်ခွဲကန်းထဲမှာပေါက်ကွဲတာကြောင့်မြေအောက်ခန်းစီလာတဲ့လေဝေလေထွက်စနစ်တွေပျက်စီးသွားပြီးတော့လောင်ရင်တဲက Dinosaur တွေတိုက်ဆုံကုန်တော့မှာဖြစ်ပါတယ်။ Dinosaur တွေကိုလောင်ရင်တကားတွေဖွင့်ပေးမှသာအသက်ရှင်မှာပါ။ ။ဒါမှမဟုတ်အဲ့လိုတကားတွေဖွင့်ပေးလိုက်ရင်ဒိုင်နိုဆောတွေအကုန်လုံးအပြင်ကိုလွတ်ထွက်ကုန်ပြီးတော့လူတွေရဲ့ကမ္ဘာတွေကိုရောထွေးရောက်ရှိလာတော့မှာဖြစ်ပါလိမ့်။ကလေရာကလောင်ရင်တကားတွေကိုဖွင့်ပေးလိုက်ပြီမဲ့အပြင်ထွက်လို့ရမယ့်အဓိကမိန်းတကားကိုတော့မဖွင့်ရသေးပါဘူး။ကလေရာကတကားကိုမဖွင့်မှုဆုံးဖြတ်လိုက်ပြီးတော့ငိုနေခဲ့ပါလိမ့်။ဒါမှမဟုတ်အဲ့ချိန်မှာပဲမေစီလေးကတကားကိုဖွင့်ပေးလိုက်တဲ့တော့ဒိုင်နိုဆောတွေအကုန်လုံးလွတ်ထွက်ကုန်ပါတော့တယ်။အပြင်မှာတော့အီလိုက်မေးတို့ကထွက်ပြေးဖို့လုံနေပြီ။ဒိုင်နိုဆောရဲ့လွတ်လာတွေ့တဲ့အတွက်ထိတ်လန့်သွားကြပါလိမ့်။ဒိုင်နိုဆောတွေကအီလိုက်လူတွေကိုဝင်တိုက်သွားပြီးတော့ ။ Eli လည်းကောက်အုပ်ထဲမှာဝင်ပုန်းနေပါတယ်။နောက်ဆုံးတော့ Eli ကဒိုင်နိုဆောတွေအကုန်လုံးကုန်သွားပြီထင်တယ်။ကောက်အုပ်ထဲကထွက်လာရမှာတော့ Dirus ဒိုင်နိုဆောကြီးကသူ့ကိုကိုက်သက်ဇက်သိမ်းပေးလိုက်ပါတော့တယ်။အဲဒီနောက်မှာ Blue ကလည်း O1C ခဏလာပြီးတဲ့နောက်တောက်အုပ်ထဲကိုပဲထွက်ပြေးသွားခဲ့တော့တာပါ။နောက်ဆုံးမှာတော့ O1 နဲ့ Clara တို့က Messi ကိုစောင့်ရှောက်ဖို့အတွက်ခေါ်သွားပြီးဒိုင်နိုဆောတွေကတော့လူသားကဘာတွေကိုတကယ်ကြီးကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ခုချိန်ကစလို့လူသားတွေနဲ့ဒိုင်နိုဆောတွေအတူတူနေထိုင်ကြတော့မှဖြစ်ပြီး မကြုံဘူးတဲ့အန်ဒီအစ်စ်တွေကိုလည်းရင်ဆိုင်ရတော့မယ်လို့ဒေါက်တာမဲခွန်းကပြောလိုက်ပါတယ်။ဒိုင်နိုဆောတွေနဲ့လူသားတွေဘယ်လိုဆက်လက်ရင်ဆိုင်ကြရမလဲဆိုတာကိုတော့နောက်ထပ်2022ခုနှစ်မှာထွက်ရှိခဲ့တဲ့ Jurassic World Dominion ရုပ်ရှင်မှာ မြင်တွေ့ခံစားမှာဖြစ်ပါတယ်။မနေ့ဖြန်မှာပြန်တွေ့ပါမယ်ခင်ဗျ။အရီကောင်မနေ့ဖြန်မှာတင်ဆက်ပေးပါမယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျခုတော့မှတော့အားလုံးပဲဒိုင်နိုဆောရဲ့နှစ်ပါးသွားနေရတာဖြစ်တဲ့တို့ကကြိုက်တဲ့သူတွေလည်းရှိသလိုမကြိုက်တဲ့သူတွေလည်းရှိပြီးတော့ကြိုက်သလိုမကြိုက်သလိုဖြစ်နေတဲ့သူတွေလည်းရှိမယ်ထင်ပါတယ်ဆိုတော့ဒိုင်နိုဆောကားတွေကိုကျွန်တော် recap နေနဲ့တင်ဆက်ပေးတာဖြစ်တဲ့တို့ကလိုအပ်ချက်တွေရှိမှအမှန်ပါပဲဒါကြောင့်မလို့ရုပ်ရှင်ကအစားဆုံးကြည့်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ Telegram channel မှာတင်ပေးပါမယ်တခြားမှာပဲကြည့်ဗမာပဲကြည့်ကြည့်ရုပ်ရှင်ကားဆိုအစားဆုံးတော့ပြန်ကြည့်တော့ကြည့်ရမယ်ဗျာနော်ကျွန်တော်ကရုပ်ရှင်ချစ်သူတွေဆိုတော့လေကဲတော့ ဒီတိုင်းလို့ဆိုကားတွေကိုပြနေရတော့တကားပဲကြံတော့လေမနေ့ဖြန်ပါကျွန်တော်တင်ပေးမှဖြစ်တဲ့အတွက်ပြန်လည်ပြီးတော့တွေးဆုံပါမယ်ဆိုတော့ဒါတွေပြီးသွားလဲနောက်ထပ်ရင်ခုန်စရာစကားအဟောင်းတွေရောအစ်တတွေရောဘလို့ကားပဲဖြစ်ဖြစ်ဗျာအကောင်းဆုံး recap ကိုဖြစ်နေအောင်ကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးမယ်ဒါကြောင့်မလို့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးတီးပြီးတော့စောင့်ကြည့်ပေးကြပါကြည့်တဲ့အခါမှာလည်း VPN လေးဖြန့်ကြည့်ပေးကြဖို့လေကျွန်တော်ထပ်ပြီးတော့မြေတားရက်ခံပြစေဆိုတော့ဒီနေ့မှာစောင့်ဆုံးလိုက်ပါကျေးဇူးအားပေးခဲ့တဲ့ချိန်ပေးကြဒိုင်နိုဆောချစ်သူတွေရောပရိသတ်တယောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးတွေပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ